လာမယ့်ဒီဇင်ဘာမှာပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့စစ်ကောင်စီကလက်ရှိမှာဆွန့်လွတ်နေပြည်တွေရှိနေပေမဲ့တန်တမာရေးနိုင်ငံရေးစေရေးစတဲ့ကဏ္ဍတွေမှာကြိုတင်ပြင်ဆင်လာနေပါပြီ။တရုတ်ပါဝင်နိုင်ငံခေါင်းဆောင်တချို့နဲ့ရုရှားခီးစစ်မှာတွေ့ဆုံဝင်ရခဲ့ပြီးကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးကြောင်း စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကနိုင်ငံပိုင်မီဒီယာတွေကိုပြောပါတယ်စစ်ကောင်းဆောင်အနေနဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုသွားဖို့လက်ခံပြီးလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲကိုအခုနှစ်ကုန်ပိုင်းမှာဆောင်ရွက်မယ်အကြောင်းရှင်းပြချက်ပေါ်အားလုံးကထောက်ခံအားပေးမှုရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ရင်းပြင်းနေချီတက်ပွဲအခမ်းအနားကိုစစ်ကောင်းဆောင်တက်ရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖျံပါဝင်ကာဇက်စတာသမ္မတတို့နဲ့တရားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာလည်း နိုင်ငံတကာကလေးလာစောင့်ကြည့်အဖွဲ့တွေကိုဖိတ်ကြားနိုင်ဖို့အစီအစဉ်နေတယ်လို့ရွေးကောက်ပွဲဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေကိုတရုတ်သမ္မတကအားပေးထောက်ခံတယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။စီရီယန်ပူကြီးစင်ရော်ကစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲလုပ်ဖို့ဆွလွန်နေမြေတွေကိုရသလောက်ပြန်ထိန်းချုပ်ဖို့စီရေးအရှင်မြင့်မဲ့အနေအထားမျိုးရှိတဲ့အတွက်မရရအောင်လုပ်မဲ့ပုံစံမျိုးလို့တုံ့တက်ပါတယ်။ရွေးကောက်ပွဲလုပ်မယ်ဆိုရင်သူဆွလွန်ပြီးနေမြေတွေပေါ့နော်ဆွလွန်ပြီးနေမြေတွေကို ရသလောက်သူပြန်ပြီးတော့ထိတ်ချုံသိမ့်ပိုက်နိုင်မှသာလုံလို့ရမယ်အနေထားဒီတက်ပို့ပြီးတော့သူတို့စစ်ရေးအချိန်မြင့်ရမယ်အနေထားမျိုးပေါ့နော်အပြီးရင်ကျွန်တော်တို့ကိုကန်ထိန်းချုပ်ထားတဲ့နေမြေတွေမှာလည်းအဲကျွန်တော်တို့ဒီရွေးကောက်ပွဲလုပ်ခွင့်ရဖို့ကိုတရုတ်ကိုအပူကတ်နေတယ်လို့လည်းသိရတယ်ခင်ဗျာကျွန်တော်တော့မဖြစ်ညစ်ကြဲပေါ့နော်ဟန်ပြပုံစံမျိုးနဲ့လှုပ်ပြီးတော့သူတို့ရှောင်ထွက်သွားမဲ့သဘောမျိုးပေါ့နော်နိုင်ငံတကာထောက်ခံမှုမရှိပေမဲ့လည်းရုရှားတရုတ်နဲ့ပေါ့နော်သူတို့ဒီမိတ်ဖက်နိုင်ငံတွေရဲ့ မျက်နှာသာပေးဘူးနဲ့ပဲမရရအောင်တော့လှုပ်သွားမဲ့ပုံစံမျိုးတော့ရှိတယ်ရသလောက်သူပြန်ပြီးတော့ထိမ့်ချုပ်သိမ့်ပိုက်နိုင်မှသာလှုပ်လို့ရမယ့်အနေအထားဒီတဲ့ပို့ပြီးတော့သူတို့စစ်ရေးအချိန်မြင့်ရမယ့်အနေအထားမျိုးပေါ့နော်လွတ်လပ်တဲ့သူတေသနာအဖွဲ့အစည်းတွေရဲ့ချက်လက်တွေရနိုင်ငံတဝန်မြို့နယ်ပေါင်း330ရှိရတဲ့က240မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့်စေပရိပခဖြစ်စဉ်တွေမရှိသေးတဲ့အခြေအတွက်ဟာ60မြို့နယ်သာကြန့်ရှိပါသည် ဒီအချိန်မှာဆက်နာရှင်စနစ်မြစ်ပြတ်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီအနေနဲ့စိုးမိုးနယ်မြေတွေဆုံးရှုံးမှုများပြားနေပြီးမြို့ပေါင်း66မြို့ကိုတိုင်းတလန်တကိုင်အဖွဲ့စည်းတွေနဲ့တော်လိုင်းအဖွဲ့တွေကတင်ပိုက်ထင်းချုပ်ထားတာပါ။ ဒါကြောင့်လုံခြုံရေးအခြေအနေအရနေမြေဒေသပေါ်မူတည်ပြီးလာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီမှာတလအတွင်းရွေးကောက်ပွဲလုပ်လို့ရတဲ့မြို့နယ်တွေမှာအပိုင်းလိုက်ကျင်းပပြီးစီဖို့စစ်ကောင်စီကရာထားတာဖြစ်ပါတယ်။မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေးမွန်က အပိုင်းလိုက်ကျင်းပမယ့်ရွေးကောက်ပွဲမှာမဲပေးစက်နဲ့အသုံးပြုတာဖြစ်လို့မဲပတ္တမမှုဖြစ်ဖို့လွယ်ကူတယ်လို့သုံးသပ်ပါတယ်။ ော့ကျွန်တော်တို့ဒီရေကောက်ပွဲဒီနိုင်ငံအနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့သိတဲ့အတိုင်းပဲเนาะတနိုင်ငံလုံးမှာရေကောက်ပွဲအဲစနစ်တပြိုင်နက်ထက်လှုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးအဲဒါကြောင့်အပိုင်းလိုက်ကျင်းပမယ်လို့နော်စစ်ကောင်းဆောင်ကပြောထားတဲ့အတွက်ဒါပို့ပြီးတော့မတမာမှုတွေကိုဖြစ်ဖို့လွယ်လွယ်ကူလိမ့်မယ်လို့ကျွန်တော်တို့အဲတွက်တွက်ဆထားတယ်နော်နောက်သူတို့သုံးတဲ့ digital ပညာတွေနော် digital နည်းပညာတွေကလည်းဟိုပြောပြောရမယ်ဆိုရင် global ထိုးဖို့ immediate လွယ်တဲ့ဟိုနည်းပညာတွေဖြစ်နေဆိုတာတွေ့ရတယ်ရွေးကောက်ပွဲအတွက် electronic map based နဲ့ လက်တွေ့ဆန်းသက်မဲပေးမှုတွေကိုကြဲကြဲပြန့်ပြန့်ဆောင်ရွက်နေတယ်လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကုတ်ကူကမေ9ရက်နေ့အစည်းအဝေးမှာပြောသွားခဲ့တာပါမဲပေးဆက်တွေကိုအတုံးချနိုင်ဖို့ရုပ်ဝတ္ထုနဲ့လူသားရင်းမြစ်တွေလမ်းမဆက်တွယ်ရေးနဲ့တရွေပို့ဆောင်ရေးတွေလိုအပ်တာကြောင့်တိုင်းနယ်ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ကိုယ်ညီပူးပေါင်းမှအောင်မြင်မယ်လို့ဆိုပါတယ် တစ်ဖက်မှာပါတီတီထောင်ခြင်းနဲ့မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိုမေ9ရက်နေ့မှာပိတ်သိမ်းလိုက်ပြီးရှောက်ထားတဲ့ပါတီတွေကိုစီးစစ်နေတယ်လို့စစ်ကောင်စီကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးထုတ်ပြန်ပါတယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံရေးပါတီအဖြစ်တီထောင်ခွင့်ဆက်လက်တီထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်တွေအတွက်ရှောက်ထားတဲ့ပါတီတွေ10နဲ့ရှိရှိနေပြီးလက်ရှိအချိန်ထိရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီ86ပါတီရှိနေတာပါ။ ဒါပေမဲ့မတ်ပုံတင်ခွင့်ရထားတဲ့ပါတီတွေဟာရွေးကောက်ပွဲဆိုင်ရာမဲဆွဲစည်းရုံးရေးအတွက်ကော်မရှင်ဘက်ကညွှန်ကြားလာတာမရှိသေးဘူးလို့မော်တိုတက်ရေးပါတီခေါင်းဆောင်သူကပြောပါသည်ဟုတ်ကဲ့လောလောဆယ်ကတော့ လူကြီးစီဘက်ကဘာမှညွန်ကြတာမရှိသေးဘူးလေကျွန်တော်ထင်ပါတယ်ဒီရှစ်လပိုင်းနောက်ပိုင်းမှာထွက်မယ်လို့ထင်တာပဲလေဟိုဘာ6လတကြိမ်ပြီးသွားပြီဟုတ်6လတကြိမ်ပြီးသွားအမှ intact အတိုင်းပြီးခဲ့တဲ့ဟိုဘာလဲယူဝီစီနဲ့တွေ့ဆုံပွဲမှာဒီမိကုံးကိုမိခဲ့တယ်လေမိကုံးသူတို့အကောလုံးအစင်သိပြင်ဆင်နေပါတယ်ပြင်ဆင်နေပါတယ်မဆုတ်ပြန်ရသေးဘူးပေါ့နော်အဲ့ဒါလိုပဲကြောင်းကြားပါမယ် လက်ရှိရေးပေါ်တက်တန်း6လဟာနိုင်ငံတွင်းဖြစ်ပျက်နေတဲ့ချင်းနေတွေအပါအဝင်ရွေးကောက်ပွဲကျင်းပဖို့အရှိန်ဟုန်မပြတ်ဆက်လက်လှုပ်ဆောင်နိုင်ရေးတိုးယူထားတာဖြစ်ပြီးလာမယ့်ဇူလိုင်30ရက်နေ့မှာကုန်ဆုံးတော့မှာပါ2022ခုနှစ်ဖေဖော်ဝါရီလနေ့မှာစစ်တပ်ကနိုင်ငံကိုအရေးပေါ်အခြေအနေအဖြစ်ကြီးညာခဲ့ပြီးစစ်ကောင်စီကို ဖွဲ့စည်းကတနစ်အာဏာလွှဲယူခဲ့တဲ့နောက်ပိုင်းနိုင်ငံမတည်ငြိမ်မှုအကြောင်းပြချက်နဲ့အရေးပေါ်တက်တန်းကို6လတကြိမ်အခါခါတွေ့ယူခဲ့တာဖြစ်ပါလိမ့်။ဒါကြောင့်စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ရာထားတဲ့အချိန်ကာလမတိုင်ခင်6လအလိုမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဂျားပြည့်အစိုးရတရဖွဲ့စည်းပြီးအဲ့ဒီအစိုးရကနေရွေးကောက်ပွဲကျင်းပပေးရမှာပါဒါပေမဲ့ရေးပေါ်ကာလကိုထပ်မံတက်တန်းတိုးပြီးရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလနဲ့နီးကပ်စွာတလနှစ်လအလိုမှာစက်ကောင်စီကဂျားပြည့်အစိုးရတရဖွဲ့စည်းတာလည်းဖြစ်နိုင်တယ်လို့နိုင်ငံရေးလှလှသူတွေကသုံးသပ်နေကြပါသေးတယ် ။ UNG နဲ့ UNCC ကတော့ဆက်နာရှင်စနစ်တပ်ဆိုးရှိစီရေးအတွက်ဟန်ပြပြုလုပ်မဲ့ရှေ့တင်ရှိတိုက်တဲ့ကြံ့လက္ခဏာနဲ့စံနှုန်းတွေချို့ယွင်းနေတဲ့တရားမဝင်ရွေးကောက်ပွဲမှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ပူးပေါင်းပါဝင်ခြင်းမပြုကြဘို့တိုက်တွန်းထားပါသေးတယ်။